မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပထမဆုံးဗီဒီယိုလေးကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအလေးကတော့ခွာပေါ်မှာလူတွေနေထိုင်ဖို့အခက်အခဲဆုံးနေရာခုနှစ်ခုအကြောင်းပဲဖြစ်ပါတယ်ဒီနေရာတွေကတကယ်ပဲဆိုးဝါးကြမ်းတမ်းကြပေမဲ့လူတွေကအဆင်ပြေအောင်နေထိုင်လျက်ရှိကြပါတယ်ကဲဆက်လိုက်ကြအောင်နံပါတ်9ကတော့ပြည်ဦးနိုင်ငံကလာရင်ကိုဌာနမျိုးပဲဖြစ်ပါတယ်ဒီမျိုးကပင်လယ်မြေနဲ့ပြင်အထက်မီတာ9100အမြင့်မှတည်ရှိပြီးတော့ကမ္ဘာအမြင့်ဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်လေတွေကပါလာပြီးတော့ပုံမှန်အောက်ဆီဂျင်ပမာဏရဲ့တော်ဝက်ပဲရှိတာကြောင့်အပြင်လူတွေအတွက်အသားကျကျနေထိုင်ဖို့အတွက်တကယ်ကိုခက်ခဲပါတယ် ီလိုခက်ခဲကြမ်းတဲ့အခြေအနေကြမှာပဲလူကြီး9000လောက်နေထိုင်ကြပြီးတော့အများစုကအနေများတဲ့ရွှေတွင်းတွေမှာတရားမဝင်လူသမားအဖြစ်လုပ်ကိုင်ကြပါတယ်။ဒီမျိုးမှာတင့်တော်တဲ့အခြေခံဆောက်အုံရေပိုက်လိုင်းနဲ့မိလာစနစ်တွေမရှိတာကြောင့်နေထိုင်မှုအခြေအနေကတကယ်ကိုဆိုးွားပါတယ်။ဒါပေမဲ့ရွှေရဆွတ်ဆောင်မှုကြောင့်လူတွေကလာရောက်နေထိုင်စားကျဖြစ်ပြီးတော့ဒီလိုနေရာမှာမထင်မှန်းလောက်အောင်လူကြီးထုထက်တဲ့အတိုင်းဝန်းတစ်ခုဖြစ်ပေါ်နေပါတယ်။နံပါတ်6ကတော့ရုရှားနိုင်ငံကရိုင်းမြာကွန်ရွာပဲဖြစ်ပါတယ်။ရိုင်းမြာကွန်ကစိုက်ဘေးရီးယားဒေတာမှတည်ရှိပြီးတော့ကမ္ဘာအေးအေးဆုံးလူနေရပ်အဖြစ်သတ်မှတ်ခံထားရပါတယ်။ မှတ်တမ်းတွေအရအပူဇင်ကအနှုတ်69.8ဒီဂရီအထိကျဆင်းခဲ့မှုပါတယ်။လူကြီး900လောက်နေထိုင်တဲ့ဒီရွာလေးမှာကတော့ဆောင်းရည်ကအေးလွန်ပြင်းထန်ပြီးအပြင်ထွက်လိုက်တာနဲ့မျက်တောင်မှုတွေတောင်စက္ကန့်ပိုင်းတွင်ခဲသွားနိုင်ပါတယ်။ကားတွေကို24နာရီပတ်လုံးဆန်ထိုးထားပြီးတော့ရေပိုက်တွေကအေးခဲသွားတာကြောင့်အိမ်တွင်းရေပိုက်စနစ်ဆိုတာမဖြစ်နိုင်တော့ပါပဲ။ဒီလိုပြင်းထန်တဲ့အေးဒဏ်တွေကြားမှာပဲဒေသခံတွေကအေးဒဏ်ကိုခံနိုင်ရည်စစ်ဆေးဖို့အတွက်အဟာရကြေရတဲ့အသားတွေနဲ့အေးခဲထားတဲ့ငါးတွေကိုအဓိကစားသုံးပြီးအသားကျအောင်နေထိုင်ကြပါတယ်။နံပါတ်9ကတော့ရုရှားနိုင်ငံကဘာကိုယက်စ်မြို့ပဲဖြစ်ပါတယ်။ ဒီမျိုးလေးကလည်းဆိုင်ဘီးယားအထီးသားမှာပဲသိရှိနေပြီးတော့ကမ္ဘာစံချိန်တင်အဖူချိန်ကွာခြားမှုအကြီးဆုံးမျိုးဖြစ်ကြော်ကြားပါတယ်။ဆောင်းရာသီမှာအနှုတ်69ဒရမ8ဒီဂရီစင်တီဂရိတ်အထိအေးပြီးတော့နွေရာသီမှာကတော့36ဒီဂရီစင်တီဂရိတ်အထိပူပြင်းပါတယ်။လူကြီးတသောင်းလောက်နေတဲ့ဒီမျိုးလေးကတော့အာတိန်နာကောက်လိုအေးဒံအောင်လူပူပြင်းတဲ့အပူဒံကိုပါကျွန်တွေ့ရတဲ့ရှာရှာပါပါနေရာဒေသတစ်ခုပဲဖြစ်ပါတယ်။မြေကြီးကအမြဲတမ်းအေးခဲနေတဲ့အတွက်စိုက်ပျိုးရေးလုပ်ဖို့မဖြစ်နိုင်တာကြောင့်ရေခဲသမင်မွေးမြူရေးအမဲလိုက်ခြင်းငါးဖန်းခြင်းတွေနဲ့ပဲအတက်မွေးချရပါတယ်။ ဆောင်းရီမှာမြစ်ကအလွန်အေးခဲသွားတာကြောင့် truck ကားတွေ bus ကားတွေကမြစ်ပေါ်ကနေဖြတ်မောင်းကြပြီးနေရာဒီမှာကတော့ခြင်တွေကတစ်မျိုးလုံးပြန်ဝဲနေတတ်ကြပါတယ်။နံပါတ်၄ကတော့အမေရိကန်နိုင်ငံကတင်မင်းတမန်တောင်းကြပဲဖြစ်ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်ဒက်ဘယ်လီတွေက Fana Creek ဆိုတဲ့လူတွေနေထိုင်ကြတဲ့ရွာလေးတစ်ယောက်ပဲဖြစ်ပါတယ်။နေရာဒီမှာဆိုရင်တော့အပူချိန်က59ဒီဂရီစင်တီဂရိတ်အထက်မှာတည်ရှိပါတယ်။ဒါပေမဲ့ဒီရွာရဲ့မြန်မာလာတဲ့အပူချိန်ကလည်းလူကြီးမင်းတို့လိုဆော့ပြေဘွယ်ပြေခံရတဲ့လူတွေရဲ့ရင်ထဲကအပူချိန်ကိုတော့မိမယ်မထင်ပါဘူး။တချို့လမ်းတွေဆိုလို့ရှိရင်နေရာဒီမှာအရန်ကိုပူလွန်းလို့ ကားကိုအကြာကြီးရထားမိလို့ရှိရင်ကားတက်ရတဲ့လူတောင်အရှိပြောသွားနိုင်ပါတယ်ဒီလိုအချိန်ဒီမှာတော့မှလူ136လောက်နေထိုင်ကြပြီးတော့အများစုကဟိုတယ်တွေနဲ့ဧည့်သည်စင်တာတွေမှာခီးသားလုပ်ငန်းနဲ့ပတ်သက်တာတွေကိုလုပ်ကွန်ကြပါတယ်ဒီသခံတွေကအပူကျုံအချိန်ဒီမှာအိမ်ထဲမှာပဲနေပြီးတော့ရေတဲခန်းချမှုမဖြစ်အောင်ရေမများတောက်တုံးပြီးရှင်းတန်းကြပါတယ်နံပါတ်3ကတော့အီသီယိုးပီးယားနိုင်ငံကဒါလော့ဒေတာပဲဖြစ်ပါတယ် အီသီယိုးပီးယားနိုင်ငံရဲ့ဌာနကြီးချိုင်ဝမ်းမှာနေကင်းဘက်အဖူးချင်းက50ဒီဂရီစင်တီဂရိတ်ကိုအလွယ်တကူကျော်လွန်သွားနိုင်ပေမဲ့အဖားလူမျိုးတွေကတော့ဒီဒေသမှာဆက်လက်ရှင်သန်နေထိုင်ကြပါတယ်။ဒီနေရာရဲ့ရှုခင်းတွေကဆလဖာပါတဲ့ရေဘူးစွမ်းတွေ၊ acid iron တွေ၊စားကြောက်လာတွေနဲ့ပြည့်နေပြီးတော့ခွာမီထက်ထူးခြားတဲ့တခြားချိုတစ်ခုနဲ့ပိုးတူနေပါတယ်။ဒီလိုပူပင်တဲ့ဒေသမှာတော့လှပတဲ့ရှုခင်းတွေရှိနေပေမဲ့လူကြီးမင်းတို့ရဲ့ဘေးမှာတော့ဂရုစိုက်ပေးမဲ့သူရှိမနေပါဘူး။ ဒီဒေသကလူတွေဟာခြေပြောလာတဲ့စားမြည်တွေကနေတူဖို့ရရှိတဲ့စားတွေကိုကလအုပ်ရင်တန်းတွေနဲ့တည်ယူပို့ဆောင်ပြီးအတမွေးကြပါတယ်။နံပါတ်2ကတော့ IAN နိုင်ငံက Dash Elite တက္ကနာပဲဖြစ်ပါတယ်။ IAN နိုင်ငံ Dash Elite တက္ကနာဟာကမ္ဘာအပူဆုံးနေရာတစ်ခုဖြစ်ပြီးတော့80ဒေသမှ9ဒီဂရီစင်တီဂရိတ်အပူချိန်အထိတိုင်းတာရရှိခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီဒေသဟာကမ္ဘာအပူဆုံးနေရာတစ်ခုဖြစ်ပေမဲ့သူပြန်ချစ်တာမခံရတဲ့လူတွေရဲ့ရင်ထဲအပူကိုတော့မှီမဲ့မထင်ပါဘူး။ လူနေဖို့လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဘာလို့ချီမျိုးနယ်စုလို့ခြေတလုံးအိမ်နိုင်နေထိုင်ကြတဲ့လူမျိုးစုတချို့ဟာဒီသက်ကန်နာအတိုင်းမှာတွာလာနေထိုင်ကြဆဲဖြစ်ပါတယ်။သူတို့ဟာမြေအောက်ရေအေးမြစ်တွေအရေးရတဲ့တဲတွေနဲ့ရိုးရအပူဒဏ်ခံနိုင်တဲ့အဝတ်စားတွေကိုအကူပြီးတော့ရှင်တန်နေထိုင်ကြပါတယ်။ဒီဒေသမှာလေတိုက်စားမှုကြောင့်ဖြစ်ပေါ်လာတဲ့ကြီးမားတဲ့တဲတောင်ကုန်းတွေနဲ့ချောက်တောင်တွေဟာရှင်သက်စုမိုးစရာကောင်းတဲ့ရှုခွင်းတွေအဖြစ်တည်ရှိနေပါတယ်။ ံပါတ်၁ကတော့ဗျာဒိတ်ဒေါ်လာမိတ်ဆွေကြီးအုပ်ချုပ်နေတဲ့နိုင်ငံမှာတည်ရှိတဲ့ knowledge မျိုးပဲဖြစ်ပါတယ်။ knowledge မျိုးဟာကမ္ဘာအေးအေးဆုံးနဲ့ဉာဏ်ဉာဏ်မှုအများဆုံးမျိုးတွေကတစ်ခုပဲဖြစ်ပါတယ်။လူကြီးရေတသိန်း9000တောင်းကျော်နေထိုင်ပြီးတော့အီယာမနီကယ်တက်ထုတူဖို့ရေးလုပ်ငန်းတွေချောင်းတာတည်ရှိနေတဲ့မျိုးပဲဖြစ်ပါတယ်။ဒီမျိုးကနေနှစ်ဆင့်အစိတ်ွေတန်းချိန်နှစ်တန်းထုတ်လို့ပြီးတော့အဆွတ်မိုးတွေရာသွန်းစီကအနီးနားကတက်တော်အားလုံးကိုလည်းပျက်စီးစေခဲ့ပါတယ်။ဝင်ရိုးဆိုညကာလမှာဆိုရင်ဒီကလုံးဝမထပ်ပဲ6ဘက်ကြာမှောင်မိုက်နေပြီးတော့မြို့တစ်ခုလုံးကတစ်နှစ်ပတ်လုံးစီးလင်းတွေဖုံးလန့်နေပါတယ် ဆောင်းဝါးဒီမှာဆိုရင်လည်းအပူချင်းကအနှုတ်40ဒီဂရီစင်နီဂရိတ်အောက်ထိကိုကျဆင်းတတ်ပါတယ်။မြို့ရဲကိုကုန်းလမ်းမရှိတဲ့အတွက်လေရင်ဒါမှမဟုတ်သင်္ဘောနဲ့ပဲသွားလာနိုင်ပြီးအထူးကျန်တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒီမြို့ကအထူးကျန်နေလို့လေရင်တွေသင်္ဘောတွေနဲ့သွားလို့ရပေမဲ့လူကြီးမှုနဲ့ရင်ထဲကိုတော့အရောက်လာမယ့်လူမရှိပါဘူး။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားပြီးတော့ notification ခေါင်းလောင်းလေးလည်းဖွင့်ပေးသွားကြပါဦး။